မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်မဲ့အောင်လည်းအပါဝင်စစ်ဘိုလ်ချုပ်တွင်ဝင်ကြီးတွေစစ်တပ်နဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်106ဦးနဲ့အဖွဲ့အစည်း22ခုကိုဥရောပတမကအီယူကနေဒဏ်ကပ်ပိတ်ဆို့အရေးယူထားမှုကို2026ခုနှစ်ဧပြီလအထိထပ်မံတက်တန်းတိုးမြှင့်လိုက်တယ်လို့အီယူကနေတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်မြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့စကိုင်းငလင်ကြီးကြောင့်တက္ကသိုလ်ဝန်ထမ်းအပြေလွှာပျက်စီးခဲ့တဲ့ကျောင်းသား6300ကျော်ကို ဂုံတိတ်ခါရှိအောင်အအောင်မပေးပဲစာမွေးပွဲပြန်ပြေးခိုင်းတာဆိုပြီးစေကောင်းစီကထုတ်ပြန်ပြောဆိုလာပြန်တဲ့တဲ့ပါဝင်နောက်ဆုံးရရှိထားတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တွေကတော့အကြံဖတ်မဲ့အွန်လိုင်းအပါဝင်စစ်ဘိုလ်ချုပ်တွေဝင်ကြီးတွေစစ်တပ်နဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်106ဦးနဲ့အဖွဲ့အစည်း22ခုကိုဥရောပသမဂ္ဂ EU ကနေဒဏ်ကပ်ပိတ်ဆို့အရေးယူထားမှုကို 2026ခုနှစ်ဧပြီလအထိထပ်မံတက်တန်းတိုးမြှင့်လိုက်တယ်လို့ EU ကနေတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဒါကတော့မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်ကတည်းကအကြမ်းဖက်မဲအွန်လိုင်းအပါအဝင်စစ်ဗိုလ်ချုပ်တွေဝင်ကြီးတွေစစ်တပ်နဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေကို EU ကနေအရေးယူတန်းခတ်ပိတ်ဆို့မှုတွေချမှတ်ထားတာ ဖြစ်တယ်လို့အဲ့ဒီအရေးယူပိတ်ဆို့မှုတွေကိုလည်းနှစ်စဉ်တက်တန်းတိုးလာခဲ့တာဖြစ်ပါတယ်။အခုတစ်ခါမှလည်း ဥရောပသမဂ္ဂ EU ကနေတံခတ်ပိတ်ဆို့အရေးယူထားတဲ့အကြံဖတ်မဲ့အွန်လိုင်းအပါဝင်စစ်ဘိုလ်ချုပ်တွေဝင်ကြီးတွေစစ်တပ်နဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်106ဦးနဲ့အဖွဲ့အစည်း22ခုကိုလာမယ့်2026ခုနှစ်ဧပြီလအထိထပ်မံတက်တန်းတိုးပြီးတံခတ်ပိတ်ဆို့လိုက်တယ်လို့ EU ကနေတရားဝင်ထုတ်ပြန်လိုက်တာပဲဖြစ်ပါလိမ့်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့စကိုင်းကလင်ကြီးကြောင့်တက္ကသိုလ်ဝန်ထမ်းအဖြေလွှာပျက်စီးခဲ့တဲ့ကျောင်းသား6300ကျော်ကို ဂုံတိတ်ခါရှိအောင်အောင်မပေးပဲစာမွေးပွဲပြန်ဖြေခိုင်းတာဖြစ်တယ်ဆိုပြီးစစ်ကောင်စီကထုတ်ပြန်ပြောဆိုလာပြန်ပါလေတကူတော့ဒီကနေ့ဧပြီလ28ရက်နေ့ထုတ်စစ်ကောင်စီဝါဒပြန်တဲ့ရင်ဇာတိကနေတဆင့်ထုတ်ပြန်ပြောဆိုထားတာဖြစ်ပါလေအဲ့ဒီထုတ်ပြန်ချက်မှာစစ်ကောင်စီပြောထားတာကလက်ရှိသကိုင်းငလင်ကြီးကြောင့်မန္တလေးတက္ကသိုလ်မိလောင်မှုအတွင်း တက္ကသိုလ်ဝင်တဲ့ဆာမီပွဲအဖြေလား၄သိန်းလောက်ပါမီးလောင်နဲ့အထဲပါသွားတဲ့အတွက်မန္တလေးနေပြည်တော်စကိုင်းနယ်ကချင်ပြည်နယ်ကတက္ကသိုလ်ဝင်နှန်းကျောင်းသားကျောင်းသူတွေကိုလာမဲ့ဇွန်လ16ရက်နေ့မှာစာမေးပွဲပြန်ဖြေခိုင်းဖို့စစ်ကောင်စီကကြေညာခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။ဒီလိုစာမေးပွဲပြန်ဖြေခိုင်းတာကလည်းအဲ့ဒီတက္ကသိုလ်ဝင်နှန်းကျောင်းသူကျောင်းသားတွေကိုဂုံတိတ်ခါရှိအောင်အအောင်မပေးပဲပြန်ဖြေခိုင်းတာဖြစ်တယ်လို့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာချောချောစိန်ကအဲ့ဒီဝါဒပြန်သတင်းစာရီမှာပြောထားပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတစ်ဖက်ကငလင်တန်တင့်ထားတဲ့ဇကိုင်းနဲ့မန္တလေးမြို့နယ်ကျောင်းသူကျောင်းသားအများစုကတော့သူတို့ရဲ့နေအိမ်တွေဟာငလင်တန်ကြောင့်ပြုတ်ကျပျက်စီးတဲ့အထက်ပါနေတဲ့အတွက်လက်ရှိအချိန်ထိရှင်းလင်းမှုတွေတောင်မလုံနိုင်သေးတဲ့အခြေအနေတွေကြားမှာနေရေးနဲ့စားရေးအခက်အခဲတွေပါကြုံနေရတဲ့အတွက်စာမေးပွဲပြန်ဖြေဖို့မလွယ်ကူဘူးလို့လည်းကျောင်းသားမိဘတို့ကပြောထားကြပါတယ်တစ်ဖက်မှာလည်း တိုင်းပြည်ရဲ့အာဏာကိုမတရားလုယူပြီးပြည်သူတွေကိုကလေးသူငယ်ပါမချန်တပ်ဖြတ်နေုံနဲ့မကစာတင်ကျောင်းတွေပါမချန်ဘုံကျဲဖြတ်စီးပြီးတော့မဟုတ်မမှန်လိမ်လည်ပြောဆိုမှုတွေနဲ့အကြိမ်ကြိမ်ဂုံတိတ်ခမဲ့နေတဲ့အကြံဖက်စကောက်စီတက်နဲ့စစ်တလောက်ခံအဖွဲ့စည်းတွေကအခုလိုဂုံတိတ်ခဆိုတဲ့ဇကားကိုအရှက်မရှိပြောဆိုနေတာဟာတော်တော်ကိုယွန်စရာကောင်းတဲ့အဖွဲ့စည်းဖြစ်နေပြီး ိုတိုင်ကဂုံတိတ်ခါမရှိပဲចောင်းသားចောင်းသူတွေကိုဂုံတိတ်ခါရှိအောင်ဆိုပြီးတွားပြောနေတာဟာပြောတဲ့သူတွေကိုတိုင်ရှက်တင်ပါတယ်လို့လေပြည်သူတွေကမှတ်ချက်ပြုထားကြပါသေးတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးတလားပြည့်တဲ့နေ့ဖြစ်တဲ့ဒီကနေ့ဧပြီလ28ရက်နေ့မနက်ပိုင်းမှာပဲရေတာရှိမြို့အနီးကိုဗဟိုပြုပြီးပြင်းအား၄ .3 အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားပြန်တယ်လို့ MG ရဲ့ဘေးအနေဆိုင်ရာဝန်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်။ လက်ရှိစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်နောက်ထပ်ငလင်ငယ်တွေထပ်မံလှုပ်ခတ်နေရမှာဧပြီလ29ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာလေမန္တလေးမြို့ကိုဗိုလ်ပြူပြီးပြင်အား၄.၄အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားပြီးအခုတခါစကိုင်းငလင်ကြီးတလားပြည့်တဲ့ဒီကနေ့ဧပြီလ28ရက်နေ့မနက်၈နာရီဝန်းကျင်လောက်မှာပဲရေတာရှိမြို့ကိုဗိုလ်ပြူပြီးပြင်အား၄.၃အဆင့်ရှိတဲ့ငလင်ဟာထပ်မံလှုပ်ခတ်သွားပြန်တယ်ဆိုပါတယ် ်တစ်ဖက်မှာတော့စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တဲ့ match လ28ရက်နေ့ကနေအခု April 28ရက်နေ့ရောက်တဲ့အထိတလပြည့်သွားပြီမလဲငလင်တန်းကြောင့်ပျက်စီးပြိုကျထားတဲ့တိုက်တာအဆောက်အဦတွေကိုနိုင်ငံတော်အစိုးရအနေနဲ့ရှင်းလင်းဖြိုချမှုတွေမလုပ်နိုင်သေးပဲပြည်သူတွေကကိုထုကိုထနဲ့သာရှင်းတန်းရက်တည်နေရပြီတချို့တိုက်တာတွေဆိုရင်တိမ်ဆောက်နေတဲ့ပုံစံအတိုင်းပဲအခုအချိန်ထိရှိနေတုံးဖြစ်လို့တဖက်မှာလဲစကိုင်းငလင်ကြီးလှုပ်ခတ်ပြီလို့တလပြည့်တဲ့အခုအချိန်ထိနောက်ဆက်တွဲငလင်ငယ်တွေဟာထပ်မံလှုပ်ခတ်မှုတွေရှိနေသေးတာကိုလည်းတွေ့ရပါလိမ့်ခင်ဗျ တစ်ဖက်မှာတော့ကချင်ပြည်နယ်မြစ်ချင်းနားမြို့မှာစစ်ကောင်စီလက်အောက်ခံနက်စီရဲဝင်းနဲ့အင်ယာဒဲစစ်တပ်ကပြစ်တဲ့လက်နက်ကြီးကြီးတွေကြောက်ရောက်ပောက်ကွဲသွားပြီးတဲ့နောက်အခုတစ်ခါမှလည်းမြစ်ချင်းနားလေရင်ခွင့်အနီးလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြန်တယ်လို့မြစ်ချင်းနားမြို့နေပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒီကနေ့ဧပြီလ28ရက်နေ့မနက်ပိုင်းမှာပဲ မြစ်ကြီးနားလေရင်ခွေအနီးမှာလက်နက်ကြီးကြီးတချို့ကြက်ရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးအဲ့ဒီပောက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိဘူးလို့တော့ခဏဦးတီထားရသလိုလေရင်ခွေအနီးမှာရှိတဲ့ဈေးဆိုင်တချို့တော့စိုင်တွေချက်ချင်းပိတ်သွားတယ်လို့လည်းမြစ်ကြီးနားမြို့နယ်ပြည်သူတွေကပြောထားကြပါလေလက်ရှိကချင်းပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီမဲ့မြစ်ကြီးနားမြို့မှာတော့တိုက်ပွဲမရှိသေးပဲအဲ့ဒီမြစ်ကြီးနားမြို့မှာရှိတဲ့စစ်ကောင်စီရဲ့မပခဌာနချုပ်ကနေတိုက်ပွဲဖြစ်ပွားရာနေရာတွေဘက်ကလက်နက်ကြီးနဲ့ပစ်ကူတာတွေဒရဇက်လုံနေပြီဧပြီလ25ရက်နေ့ကလည်း စစ်ကောင်စီကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာသူတို့စစ်တပ်လက်အောက်ခံနန်စီဒီယံဝန်ထမ်းတွေနေထိုင်ရာမလိခအိမ်ယာဒဲမှာကြက်ရောက်ပောက်ကွဲသွားပြီးလူတအူးတေဆုံးခဲ့ရုံနဲ့မကအဆောက်အုံတွေလည်းပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့အခုလဲမြကြီးနားလေရင်ခွင့်အနီးမှာလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲခဲ့ပြန်တာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့ ရန်ကုန်မြို့ကလှိုင်တန်ရရွှေလင်းဘန်းစမှုစုံမှာအလုတ်သွားလျှောက်တဲ့အသက်18နှစ်အရွယ်မောင်မင်းဟိန်ထက်ဆိုတဲ့သူကိုအကြံဖတ်စကောင်းစီတက်ကစစ်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတွားပြန်တယ်လို့မိသားစုဝင်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့ April 28ရက်နေ့မနက်ပိုင်းမှာပဲအသက်18နှစ်အရွယ်မောင်မင်းဟိန်ထက်ဆိုတဲ့သူဟာရန်ကုန်မြို့လှိုင်တန်ရရွှေလင်းဘန်းစမှုစုံမှာအလုတ်သွားလျှောက်တဲ့အချိန်မှာပဲလမ်းမတိုင်းအကြံဖတ်စကောင်းစီတက်ကစစ်မှုထမ်းရမယ်ပြောပြီးပေါ်တာဆွဲဖမ်းဆီးတာကိုခံလိုက်ရတယ်ဆိုပါတယ် ဲ့ဒီချင်းအသက်16နှစ်တောင်မပြည့်သေးတဲ့မောင်မင်းဟိတ်သက်ဆိုတဲ့သူဟာသူ့ကိုလှိုင်းသားရမှာစစ်တပ်ကစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးနေပြီဆိုပြီးမိသားစုစီဖုန်းဆက်ပြောဆိုပြီးတဲ့နောက်မှာပဲလက်ရှိအချိန်ထိဖုန်းလဲဆက်လို့မရတော့သလိုအဆက်တွေပြတ်တောက်သွားတဲ့အတွက်မိသားစုတွေကဘယ်ကိုလိုက်လို့လိုက်ရမှန်းမသိဖြစ်နေတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်ရဲ့မိသားစုဝင်တွေကပြောထားကြပါတယ်ခင်ဗျာ တစ်ဖက်မှာတော့စကိုင်းတိုင်းဝက်လက်မြို့နယ်မှာအချက်ဖက်စကောက်စီတပ်သား6ဦးဟာလက်နက်တွေပါယူချလာပြီးတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာကြတယ်လို့ People's Sovereign Revolution တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဝက်လက်မြို့နယ်အတွင်းရောက်နေတဲ့အချက်ဖက်စကောက်စီတပ်ကတပ်သား6ဦးဟာလက်နက်တွေပါယူချလာပြီးရှေ့စဉ်နောက်စဉ်စုတလို့တော်လိုင်းတပ်တွေစီမှာအတိအကျအလင်းဝင်ရောက်လာကြတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုလေဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား6ဦးတည်းကတချို့ဆိုရင်တော်လိုင်းတပ်တွေစီကိုချုပ်တင်ချိတ်ဆက်လာတဲ့အတွက်တွားရောက်ခေါ်ဆောင်မှုတွေပါလုပ်ပေးခဲ့ပြီးလက်ရှိမှာတော့အဲ့ဒီလိုလေဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား6ဦးစလုံးကိုတော်လိုင်းရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုစောင့်ရှောက်ပေးထားပြီးလက်နက်ပါယူလာတဲ့အတွက်စုချင်းငွေချင်းမြင့်ဘုတ်တွေကိုလည်းဆက်လက်လှုပ်ဆောင်နေပါတယ်လို့ People's Sovereign Revolution တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ